အမီစက်တဲ့တာလို့ပြီးတော့ငကားဝင်စားတဲ့ငကမာလေးဖြစ်တာကြောင့် Mix Grand မြန်မာပြည်ဝဲမှာတကားဝစ်စုံနေရှိပြိုင်ခဲ့တဲ့လာမေဆွေဆွေအားလုံးမေမိကလာပါဒစ်ဆလီဘေဒီနူပေကနေပြက်လေးကကျူဆိုလိုက်ပါရင် Mix Grand မြန်မာအလာမေပြည်ဝဲကမြန်မာပြည်သက်တွေအားပေးမှုကိုအရှင်ကလေးကရရှိပြီးသားဖြစ်ပါရင်ဒီတဲမှာတော့မရန်ဆိုင်တော်က National Director ဖြစ်ဦးဆောင်မှာဖြစ်တာကြောင့်ဘလို့ဝစ်စုံနေနဲ့ရှိပြိုင်ကြမလဲဆိုတာစိတ်ဝေစားခဲ့ကြပါရင် ဒီပြိုင်ပွဲမှာတော့အားလုံးထက်ပိုပြီးတော့ထူးခြားနေတဲ့အလှမယ်တစ်ယောက်က Miss Grand ဘုဒ္ဓထောင်လှမယ်ဖြစ်ပါတယ်။ဘုဒ္ဓထောင်လှမယ်ဆွေဆွေကကိုရှိန်မြင့်မြတ်လှသေးကျဲတဲ့ငကားဧကရီဝတ်စုံနဲ့ရှင်းပြိုင်ခဲ့တာဖြစ်ပါတယ်။ဘုဒ္ဓထောင်မြို့နယ်မှာတည်ရှိတဲ့စိုက်ဒီအက်ဆန်တော်ဦးစေးဒီကိုစောက်လျှောက်တဲ့ဘောဂဝတီနယ်ပြည်ကတကိုးကြီးနဲ့ငကားနွယ်ဝင်နေတဲ့တကိုးကိုထိရှားစေချင်တာကြောင့်ဒီဝတ်စုံနဲ့ဝင်ရောက်ရှင်းပြိုင်ခဲ့ပါတယ်။ဆွေဆွေကိုရိုက်ကလည်းငကားပြည်ကငကားမလေးတယောက်ဖြစ်နေပြီးဒီဝစ်စုံဝက်လိုက်တဲ့အချိန်မှာထူးခြားမှုတွေစတင်ခန်းစားကြရပါတယ် နဂါမင်းသမီးလေးဆိုရခက်စားချက်ကိုရှာရှိပေးနဂါအမတော်တွေကစောက်ရှောက်ပေးနေတယ်ဆိုရအာယုကောပါခက်စားလာကြရတာပါမြန်မာနိုင်ငံမှာအိမီဆန်တယောက်ထဲရပဲနဂါတိုက်ကလာတာမဟုတ်ပေဆွဆွဲကလည်းနဂါမင်းသမီးလေးဖြစ်နေကြောင်းကိုအလမေပြဲပွဲကနေတစေဖော်ပြလိုက်ပါတယ်နဂါမင်းသမီးလေးနဲ့တူသွားအောင်လို့နဂါကောင်းဆောင်တွေလည်းတိချပြည့်စည်ထားတယ်လို့အယောက်ကိုလည်းတိချရွေးချယ်ထားပါသေးတယ်။ဒေဝစ်စုံကိုစတင်ဖက်တီးမဲ့အချိန်မှလည်းကတော်ဝဲပေးပြီးတော့တောင်းပန်ရတယ်လို့ ဝတ်ဆောင်ရလာတဲ့အချိန်မှလေအမောင်ရဲပါခဲ့ရဲ့ခွတ်လပ်ပါဆိုပြီးတော့တောင်းပန်ခဲ့ရပါတယ်မြန်မာတွေကနေနဂါးတွေကလေးကိုးကွယ်တာကြောင့်နဂါးတွေကိုဂုဏ်ပြုကျင်တဲ့စိတ်နဲ့ဖန်တီးထားခဲ့တာပါအလမေဆွဆွဲကနဂါးဝတ်ဆောင်တဲ့ရှစ်ပြိုင်ပေးမယ်လေသူ့ကိုနဂါးကတော့ဝင်ပူးမသွားခဲ့ပါဘူးစူလည်းမရသွားသေးတယ်လို့နဂါးဝတ်ဆောင်တဲ့ရှစ်ပြိုင်နဲ့မကွေးလာမယ့်တရဖီမောင်ကပဲ best performance ကိုရသွားခဲ့ပါတယ်မေစကွဲမြန်မာ2025 national ကော်ကျူ အမျိုးသားဝစ်စုပြိုင်ပွဲမှာဆုရသွားသူကတော့ Miss Grand ဝိုင်းမော်အလာမေဖြစ်ပါတယ်။ဝိုင်းမော်အလာမေရဲ့ဝစ်စုကအခြားအလာမေတွေရဲ့ဝစ်စုနေလို့အရင်တီထွင်ထားတာမဟုတ်ဖိနေရိုးရဝစ်စုကိုလှလှပပဖန်တီးထားခဲ့တာပါ။ Megan ရဲ့ဝစ်စုကလည်းလိုက်ဖက်တယ်လို့ရိုးရိုးရှင်းရှင်းနဲ့လည်းကြည်လို့ကောင်းနေခဲ့ပါတယ်။ဝစ်စုရဲ့အင်္ဂါရက်တစ်ခုချင်းစီကလူမျိုးတရက်ချင်းစီရဲ့တမိုင်းနောက်ခံရင်ကျေးမှုကိုကိုစားပြုနေပြီးတော့ခြေလုံးရောင်စုံလေးတွေမှာလည်းမြစ်တာနဲ့ညီညွတ်မှုကိုထည့်သွင်းထားတယ်လို့ဆိုပါတယ်။ ဒါကြောင့်မေဝိုင်းမော်အလာမေကဒီပွဲမှာအကောင်းဆုံးအမျိုးသားဝစ်စုံစုကိုရသွားခဲ့တာဖြစ်ပြီးပရိသတ်တွေကလည်းသဘောကျကြပါရယ်။လွန်ခဲ့တဲ့နေ့ကတော့ Miss Grand မြန်မာပြည်ပွဲမှာအလာမေတွေဝေးပြရင်းနဲ့ငကားတွေဝေပူခဲ့ကြပါသေးတယ်။ Miss Grand 2024မင်းဘူးအလာမေရွှေရမင်းဦးကတော့ငကားဖြူတီဝေးမင်းဘူးပြိုမတီအတွင်နဲ့ဝင်ရောက်ရှင်းပြခဲ့ပြီးရှင်းပြနေစင်မှာပဲတတိလက်သွားကမျက်ဖြူလဲလက်သွားခဲ့ပါရယ်။ဒီနေ့မှာတော့အလာမေတွေကိုနဲ့လဲဝေမပူသလိုငကားလည်းဝေမပူခဲ့ပေနဲ့အစီအပြေနဲ့ပြိဆုပ်သွားခဲ့ပါရယ်။ဝစ်စုံတွေကိုတေချာပြစ်စစ်ထားပေမဲ့ ်ပရိသတ်တွေကတော့ကိုထူးဝဲလေးစီစဉ်တဲ့ပွဲကိုမမိဘူးလို့ထင်နေကြပါတယ်။ပြက်ပွဲပြင်ဆင်ရလေတာမဲသားရှိနေပြီးတော့ဝစ်စုံတွေကလည်းအယံမလာတာကြောင့်ပရိသတ်တွေကသဘောမကျကြပါဘူး။မရန်ဆိုင်တော့က National Director ဖြစ်လာပြီးနောက်မှာကချင်ဝစ်စုံကပဲအကောင်းဆုံးဝစ်စုံစုပြီးတာကြောင့်မျက်နှာလိုက်တယ်လို့တောင်မှထင်နေကြပါတယ်။ဒါပေမဲ့တိုင်နေအလုံးကဲဖြတ်ပြီးပြီးတာဖြစ်လို့မျက်နှာလိုက်ပြီးတော့အမှတ်ပေးတာမဟုတ်ပဲတကယ်ထိုက်တင်တဲ့သူကစုကိုရသွားခဲ့တာပါ။ Miss Webb မြန်မာ2025ရဲ့ National Coach ပြိုင်ပွဲမှာ ဘဲလာမေကဘတ်စကော့ကျူရသွားမယ်လို့ထင်ပါတယ်ဆိုတာကွန်မန့်မှာရေးသားပေးခဲ့ပါအောင်ရှင်အစောတည်းကြည့်ရှုပါပေးခဲ့ကြတဲ့အတွေ့အလုပ်ကိုကျေးဇူးတင်ပါတယ်